ကျွန်တော်တို့ပြင်သစ်လီဂူပွဲစဉ်တွေရဲ့ကျွန်တော်တို့ကြီးအအောင်ဆုံးကြီးအကြဆုံးအကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဗျာပြင်သစ်လီဂူကဆိုရင်တော့လက်ရှိမှာ၅ဘွဲအထိကစားပြီးပြီဒီမှာတော့ကျွန်တော်တို့ကြီးအအောင်ဆုံးအတင်းကတော့နံပါတ်၁နေရာမှာ Strawberry အတင်းဖြစ်ပါတယ်ကျွန်တော်တို့၅ဘွဲစလုံးနိုင်ထားတယ်နံပါတ်၂ကတော့ An ကဖြစ်တယ်၅ဘွဲလုံးနိုင်ထားတာဖြစ်တယ်နံပါတ်၃ကတော့ Lance အတင်းဖြစ်တယ်ပေါ့နော်၃ဘွဲနိုင်ထားတယ်ကျွန်တော်ကြီးအကြဆုံး၃တင်းကတော့နံပါတ်၁နေရာမှာ Lee Henry အတင်းဖြစ်တယ်ပေါ့နော်၃ဘွဲပဲနိုင်ထားတယ်ကျွန်တော်တို့ Brass အတင်းကလည်းကျွန်တော်တို့၃ဘွဲပဲနိုင်ထားတယ်ပေါ့နော်ကြီးအကြဆုံးအောက်ဆုံးကတော့ကျွန်တော် Max အတင်းပေါ့နော်ဒီအတင်းကတော့9ဘွဲလုံးကမရထားဘူးပေါ့နော်အိမ်ကွေးမှာကျွန်တော်အက ောင်းဆုံးသင်ရတော့ Strabo ကျွန်တော်တို့ Nantes, Marsi, Lyli, Rhenus နဲ့ Angkor တို့ဖြစ်ပါတယ်။ကျွန်တော်တို့အဝေးကွက်မှာအကောင်းဆုံးသင်ရတော့ Strabo နဲ့ Angkor တို့ဖြစ်ပါတယ်ဗျ။ဒီမှာတော့အဝေးကွက်မှာရှောင်ရမယ့်အသင်းတွေကတော့ Osri, Nantes, Da, Nice, မူနာကို mass marsi ကျွန်တော်တို့ runners lehavri နဲ့ breast တို့ဖြစ်ပါတယ်ဗျ။တည်ရအကြဆုံးအသင်းရတော့မူနာကိုအသင်းဖြစ်ပါတယ်။အင်ကွင်းမှာတိုက်စစ်အကောင်းဆုံးအသင်းရတော့မူနာကိုဖြစ်ပြီးတော့အဝေးကွင်းမှာတိုက်စစ်အကောင်းဆုံးအသင်းရတော့ lily ဖြစ်ပါတယ်။အင်ကွင်းမှာတိုက်စစ်အညံဆုံးအသင်းရတော့ mass အသင်းဖြစ်ပြီးတော့အဝေးကွင်းမှာတိုက်စစ်အညံဆုံးအသင်းရတော့ marsi နဲ့ nantes တို့ပဲဖြစ်ပါတယ်ဗျ။